မနက်2:18မိနစ်မှာအစ္စရေးနိုင်ငံရဲ့ကောင်းကင်ယံကိုမီးတောင်မီးလျံတစ်ခုဖြတ်တန်းသွားခဲ့ပါတယ်။ဘလို့တတိပေးချမ်းမှမရှိခဲ့ပါဘူး။ဘာအတန်မှလည်းမရှိခဲ့ပဲအချိန်ဟုန်ပြင်းပြင်းနဲ့တိတ်ဆိတ်စွာပဲပြန်တန်းသွားခဲ့တာပါ။ဒီလိုမှောင်မိုက်နေတဲ့ညမှာရေဒါထိန်းချုပ်ရေးဝန်ထမ်းတွေဟာဒါကိုချက်ချင်းခြေရာခံပြီးခဲ့ကြပါတယ်။ဒါဟာပုံမှန်လေရင်တွေလိုမျိုးမဟုတ်ပဲဖြစ်နိုင်မဖြစ်နိုင်လောက်တဲ့အချိန်နဲ့ရွေရှားနေတဲ့အရာတစ်ခုပါ။ အဲ့ဒီအရာဟာဝေးလန်တဲ့စစ်ခြေဆိုင်စခန်းကိုဥတီနေတာမဟုတ်ပါဘူး။ ISR နိုင်ငံရဲ့အဓိကအပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်တဲ့ Bangurian လေဆိပ်ရဲ့အလဲဘဟုကိုဥတီပြီးပြေးလာနေတာပါ။ဒီသတင်းကြောင့် Tel Aviv မြို့တစ်မြို့လုံး ထိတ်လန့်တကျဖြစ်သွားခဲ့ကြပါတယ်။ထိန်းချုပ်ရေးစံနာတွေထဲကဝန်ထမ်းတွေရဲ့မျက်လုံးတွေဟာကွန်ပျူတာစကရင်တွေပေါ်မှာစူးစိုက်နေပြီးသူတို့ရဲ့လက်တွေကဒုံးကျည်ပြစ်လွတ်လိုက်တဲ့ cloud တွေပေါ်မှာဝဲနေခဲ့ပါတယ်။အမှားတစ်ခုခုလုံးမိရင်စစ်ပွဲဖြစ်နိုင်ပါတယ်။ ဆုံးဖြတ်ချက်တစ်ခုမှားယွင်းသွားရင်ဒေတာတစ်ခုလုံးမီးတောက်လာနိုင်ပါတယ်။အဲ့ဒီချိန်ထိဘသူကမှဒီတိုက်ခိုက်မှုကိုလုပ်တယ်လို့မကြေညာခဲ့ပါဘူး။တကယ်ပြမှတ်ကဘာလဲဆိုတာကိုလည်းဘသူမှတိတိကျကျမသိခဲ့ကြပါဘူး။ဒါပေမဲ့တခုတော့ရှင်းနေခဲ့ပါတယ်။အစ္စရေးရဲ့တီးခံနိုင်သံကိုကြော်လွန်သွားခဲ့ပြီးတော့နိုင်ငံရဲ့ကာကွယ်ရေးတိုင်းကတော့အသင့်အနေထားနှိုးထလာခဲ့ပါပြီ။ညတော်ကောင်းရဲ့မှာအရက်ပတ်ဒေစိတ်တစ်ခုကိုဘလို့လက်နက်က ပြင်းပြင်းထန်ထန်တိုက်ခိုက်ရတာလေဒီလိုအနေနဲ့များတဲ့လုံရရဲ့နောက်ကမှာအီရန်ရဲ့တကယ့်သတင်းစကားကဘာလဲဒီတိုက်ခိုက်မှုကခေတ်သစ်စစ်ပွဲအတွက်ဘယ်လိုမျိုးအပြောင်းအလဲတွေယူဆောင်လာမလဲအစ္စရေးနဲ့အီရန်တို့ရဲ့ပဋိပက္ခအခြေအနေကရောဘယ်လိုရှိလဲဒီတိုက်ခိုက်မှုပြီးတဲ့နောက်မှာအရှေ့လယ်ပိုင်းဒေသမှာအစ္စရေးရဲ့လွှမ်းမိုးမှုကဘယ်လောက်ထိကြီးမားသွားသလဲဆိုတာကိုနီးဗျူဟာပိုင်းနဲ့စစ်ရေးအဖြစ်အပျက်တွေကိုအသေးစိတ်သုံးသပ်တင်ပြပေးသွားပါမယ် ဒီဖြစ်ရပ်ကလင်းရင်တစင်းဒုံးဒီတစင်းအကြောင်းပြောနေတာမဟုတ်ပါဘူး။ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့နျူကလ িয়ার စစ်ပွဲအကြောင်းကိုဖော်ပြနေတာလည်းမဟုတ်ပါဘူး။ဒီတိုက်ခိုက်မှုဟာကမ္ဘာကြီးကိုပြောင်းလဲစေခဲ့ပြီးနောက်ထပ်စစ်ပွဲတွေအတွက်နီးပြူဟာလမ်းကြောင်းကိုပြောင်းလဲစေခဲ့တာဖြစ်ပါတယ်။နနနနာရီ၁၈မိနစ်မှာအစ္စရေးရဲ့ကောင်းကင်ယံဟာတိတ်ဆိတ်နေပါတယ်။အော်ဝါဒန်တွေမကြားရသလိုသတိပေးချက်တွေမရှိပါဘူး။ပြီးတော့မှောင်မိုက်တဲ့ကောင်းကင်တွေကနေမီဒန်ကြီးတစ်ခု လေဒုတွေကိုဖျက်ပြီးဝင်ရောက်လာပါတယ်။နိုင်ငံတကာသတင်းထောက်လှမ်းရေးအစီရင်ခံစာများအရအီရန်နိုင်ငံရဲ့အနက်ဆိုင်သုံးနေရာကနေပြစ်လွှတ်လိုက်တဲ့ပယ်ထိန်တုံးကြီး ballistic missile တစ်စင်းဟာဘန်ဂူရီယန်နိုင်ငံတကာလေစိတ်ကိုတည့်တည့်မှတ်မှတ်ဦးတည်နေပါတယ်။ဒီပြစ်မှတ်ဟာလူဦးရေအများဆုံးနေထိုင်ရာဒေသမှာရှိတဲ့အရေးပါဆုံးအရက်ပတ်ဗဟုချက်မှာပါ။အရီယာမှာလူထောင်ပေါင်းများစွာရဲ့အသက်တွေ ရှိနေခဲ့ပါတယ်။လိလာသူတွေရဲ့တုံသက်ချက်အရ အီရန်ကလက်နက်တခုကိုပဲပြစ်လွှတ်လိုက်တာမဟုတ်ပဲတကဘာလုံးကိုရည်ရွယ်တဲ့ချင်းချောက်မှုဆိုင်ရာသတင်းစကားတခုကိုပြစ်လွှတ်လိုက်တာပဲဖြစ်ပါတယ်ဒါပေမဲ့အစ္စရေးကတော့အသင့်စောင့်ကြည့်နေခဲ့ပြီးသားပါရေအောက်မှာမြုပ်ထားတဲ့ထိန်းချုပ်ရေးစင်တာတွေထဲမှာရေဒါတွေဟာအင်မတန်မြန်ဆန်စွာအသက်ဝင်လာပါတယ်စူပါဂရင်းပိုင်းလို့ခေါ်တဲ့အစစ်မြေရေဒါစနစ်ကဒုံးကျည်ရဲ့လမ်းကြောင်းနဲ့အချိန်ကိုစက္ကန့်ပိုင်းအတွင်းအတိအကျခြေရာခံလိုက်ပါတယ် ီးတော့ကောင်းကင်ယံရဲ့တိတ်ဆိတ်မှုကထပ်ပြီးကွဲသွားပြန်ပါတယ်။ဒီတစ်ခါမှာတော့ A3 Interceptor လို့ခေါ်တဲ့အဆင့်မြင့်ဂျားဖြတ်ဒုံးကြီးကအချိန်ပြင်းပြင်းနဲ့တက်သွားတဲ့အတန်တွေပါ။ Aero 3နဲ့ဒုံးကြီးရဲ့ထူးခြားချက်ကသူက ပောက်ကွဲတာမျိုးမဟုတ်ပါဘူး။သူကပြစ်မှတ်ကိုတိုက်ရိုက်ဝင်တိုက်တာပါ။ဒါကို Hit to Kill စနစ်လို့ခေါ်ပါတယ်။ဒီစနစ်ကအတန်ထက်ပုံမြင်တဲ့ရွေရှားစွမ်းရင်တန်တန်ကိုအသုံးပြုပြီးပြစ်မှတ်ကိုသူတို့ရဲ့ကောင်းကင်ကိုမဖြတ်ခင် လေရုထဲမှာနေဓာတ်ရိုက်ဖြက်ဆီးပစ်ဖို့ကြီးရွယ်ထားတာပါ။ကဘာမြေကြီးရဲ့အပေါ်ကို69.89ကီလိုမီတာမိုင်60ကျော်လောက်အမြင့်မှာအီရန်ကလွှတ်လိုက်တဲ့ဒုံးကျည်နဲ့အစ္စရေးရဲ့ဂျားဖြတ်ဒုံးကျည်နှစ်စင်းဆုံခဲ့ကြပါတယ်။တစ်စင်းကအီရန်ကတစ်စင်းကအစ္စရေးကနောက်ဆုံးမှာတော့အစ္စရေးရဲ့ဒုံးကျည်တစ်စင်းကအောင်မြင်စွာနဲ့ဖြက်ဆီးနိုင်ခဲ့ပါတယ်။လူအများပြည်သူတွေမမြင်နိုင်တဲ့အချိန်အတွင်းမှာပဲ ေဒရီစနစ်ကပြစ်မှတ်ကိုအတိအကျဖျက်ဆီးပစ်လိုက်ပါတယ်။စည်ရေးသတင်းရင်းမြစ်တွေရဲ့ဖော်ပြချက်အရအပြက်စီးတွေမြေပြင်ပေါ်ကိုမကျခဲ့သလိုအသက်ဆုံးရှုံးမှုမရှိခဲ့ပါဘူး။အစ္စရေးပြည်သူတွေကလည်းသူတို့အန်ဒီရဲ့ဂျုံခဲ့ရတာကိုမသိလိုက်ကြပါဘူး။အီရန်ကဒါဟာ hypersonic missile အတန်ထက်မြန်တဲ့ဒုံးကျည်လို့ကတိပေးခဲ့ပေမဲ့ရေဒါအချက်လက်တွေက တခြားပုံစံကိုပြောပြနေပါဗျ။ပြစ်လွှတ်လိုက်တဲ့ဒုံးကျည်ဟာ match 5 တနာယီ3836မိုင်အချိန်ကိုမကျော်ခဲ့ပါဘူး။ Hypersonic အဆင့်ကိုနီးစပ်အောင်လည်းမရောက်ခဲ့တဲ့အပြင်ပြစ်မှတ်စီရောက်ဖို့လည်းအခွင့်အရေးမရခဲ့ပါဘူး။ဒါကြောင့် A3 ကကာဝယ်ယုံနေမဟုတ်ပဲအီရန်ကို လူသိရှင်ကြားအချက်ခွဲလိုက်တာပါ။ဒီလိုအချက်ရမှုမျိုးဟာ Tel Aviv ကနေ Tehran, Washington အထိ radar စနစ်ရဲ့ကွာဝေးထက်ကိုကျော်လွန်ပြီးဝေးလံတဲ့နေရာတွေအထိပဲ့တင်ထပ်သွားခဲ့ပါတယ်။ ကမ္ဘာကာကွယ်ရေးဆိုင်ရာလေးလာသုံးသပ်သူတွေအတွက်ဒါဟာကြားဖြတ်ဖြဲစီးမှုတစ်ခုလည်းမဟုတ်ပါဘူး။စည်ရေးကျွမ်းကျင်သူများရဲ့သုံးသပ်ချက်များအရဒါဟာအစ္စရေးကသူ့နိုင်ငံရဲ့အသက်အန္တရာယ်ကိုချိမ့်ချောက်လာမယ့်အရာမှန်သမျှကိုပြစ်မှတ်စီမရောက်ခင်ကြားဖြတ်ဖြဲစီးနိုင်တယ်ဆိုတဲ့ကြေညာချက်တစ်ခုပါပဲ။ဒီခိုက်တန်းကရန်တမ်းပြီးအင်အားပြတာမဟုတ်ပဲအလွန်ရှုပ်ထွေးတဲ့ညှိနှိုင်းဆောင်ရွက်မှုခင့်မိတဲ့နည်းပညာနဲ့စိတ်ဖိစီးမှုများတဲ့အခြေအနေအောက်မှာတည်တည်ငြိမ်ငြိမ်လှုပ်ဆောင်နိုင်နေတာပါ။ A3 ဟာသူ့ရဲ့ဒီဇိုင်းအတိုင်းလှိမ့်လင်းမြတ်မြတ်နဲ့ခြေတုံချတုံမရှိဘဲလှုပ်ဆောင်ခဲ့ပြီး Israel ကာဝေးရေးစနစ်ရဲ့ထိရောက်မှုကိုတည်တည်ပြခဲ့ပါတယ်။စောင့်ကြည့်သူတွေကိုအံ့အားသင့်စေတာက Israel ရဲ့ကာဝေးရေးစွမ်းရည်တာလုံတာတွေမဟုတ်ပါဘူး။ဘလို့မျိုးလှိမ့်မြန်စွာထိရောက်စွာနဲ့မဟာဗျူဟာမြောက်တွက်ချက်ပြီးတုံ့ပြန်ခဲ့တယ်ဆိုတာပါပဲ။အီရန်ကအရင်ပြစ်ခတ်ခဲ့ပေမဲ့ဒီလိုလှုပ်လိုက်ရတာကသူတို့မဆုံးရှုံးသင့်တဲ့တခုတည်းသောအရာကိုပေးလိုက်ရပါတယ်။ အဲ့ဒါကတော့သူတို့ရဲ့မဟာထိတ်တန်းလျှို့ဝှက်ချက်ပါပဲစစ်ရေးလေလာသုံးသက်သူတွေပြောတာကတော့အစ္စရေးကဒုံးကျည်ကိုဖျက်ဆီးပစ်လိုက်ရုံနဲ့မဟုတ်ပါဘူးအဲ့ဒီထက်ပိုပါတယ်သူတို့ရဲ့ A3 ကာကွယ်ရေးစနစ်ဟာဒိုင်းတစ်ခုလိုကာကွယ်ပေးရုံနဲ့မကပဲစကန်နာတစ်ခုလိုပါပဲအလုတ်လုတ်သွားခဲ့တယ်လို့ဆိုပါတယ်ဘာလို့လဲဆိုတော့အီရန်ရဲ့ဒုံးကျည်ကိုဖျက်ဆီးလိုက်တဲ့အချိန်မှာပဲအဲ့ဒီစနစ်ကအီရန်ကဘယ်နေရာကနေပစ်လိုက်လဲဘယ်လမ်းကြောင်းအတိုင်းလာလဲ တကယ်တမ်းမှာသူ့ရဲ့ဒုံးကျည်စွမ်းရည်ကဘလောက်ရှိလဲဆိုတော့အရေးကြီးတဲ့အချက်လက်တွေအားလုံးကိုတခါတည်းသိရှိသွားခဲ့ပါတယ်ဒီလိုမျိုးအရေးကြီးတဲ့သတင်းအချက်လက်တွေရသားတဲ့အတွက်အီရန်ရဲ့ဒီတိုက်ခိုက်မှုဟာသူ့ရဲ့စွမ်းရည်ကိုပြသခြင်းနဲ့လုပ်ရဖြစ်မဲ့အစားအစ္စရေးနဲ့နောက်နိုင်ငံတွေအတွက်လမ်းညွှန်မြေပုံတစ်ခုဖြစ်သွားခဲ့ပါတယ်အီရန်ကပြတ်မှတ်ကိုလွဲချော်ယုံနေမှာပဲသူတို့ရဲ့လျှို့ဝှက်နီးဗျူဟာတွေကိုပါအစ္စရေးလက်ထဲပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ် ။အစ္စရေးရဲ့ကာဝေးရေးစနစ်ကနေပေါ်ထုတ်လိုက်တဲ့အရာတွေဟာအီရန်အတွက်ပြင်းထန်တဲ့ထိခိုက်ညနာမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။စစ်ရေးလေလာသုံးသပ်သူတွေရဲ့အဆိုအရဒီတိုက်ခိုက်မှုကအီရန်ရဲ့ဒီပညာပိုင်းဆိုင်ရာလျှို့ဝှက်ချက်တွေကိုပါဖွင့်ချလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။ပေါ်ထုတ်လိုက်တဲ့ချက်တွေထဲမှာအရေးကြီးဆုံးကတော့ခင်းနောက်ကြတဲ့ဒုံးကျည်နီးပညာပဲဖြစ်ပါတယ်။အီရန်ရဲ့ဒုံးကျည်တွေဟာခင်းပြီးတဲ့နီးပညာတွေနဲ့ရှင်ရင် အားနည်းချက်တွေရှိနေတာကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတယ်။ဒါအပြင်သူတို့ရဲ့စနစ်တွေကြားမှာ အားနည်းတဲ့ပူပေါင်းဆောင်ရွက်မှုရှိနေတာကိုလည်းသိရှိခဲ့ကြပါဗျ။နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့ဒုံးကျည်ပစ်လွှတ်မှုပုံစံကို Tel Aviv ကနေတန်ပါအထိကမ္ဘာရေဒါစနစ်တိုင်းမှာအသေးစိတ်မှတ်တမ်းတင်ထားနိုင်ခဲ့တာပါ။ဒါကြောင့်ဒီတိုက်ခိုက်မှုဟာမအောင်မြင်ုံတည်းမဟုတ်ပဲဂျူရုပုံရိပ်တွေနဲ့တောင် ရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့ကိုကူကိုအရှက်တကွဲဖြစ်အောင်လှုပ်လိုက်တဲ့လှုပ်ရက်ဖြစ်တယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်ခဲ့ကြပါဗျ။ပြောရမယ်ဆိုရင်အီရန်ကတိုက်ခိုက်ရင်းနဲ့ သူ့ရဲ့အားနဲ့ချက်အားလုံးကိုကဘာကိုပြလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။ရန်သူရဲ့ဒုံးကြီးကိုပြစ်ပြီး49မိနစ်ကြာမှာကောင်းကင်ရံမှာလင်းရင်တန်တွေစုညံသွားပါတယ်။ American Leader ရဲ့ F15 Ramjet တိုက်လေယာဉ်နှစ်စင်းဟာ GMC ကိုအချိန်ပြင်းပြင်းနဲ့ပြန်တန်းသွားပါတယ်။သူတို့ရတဲ့အမိန့်ကရှင်းပါတယ်။ဒုံးကြီးပြစ်တဲ့နေရာကိုတိုက်ရှင်းပြစ်ဆိုတာပါပဲ။ပြစ်မှတ်တွေကတော့အီရန်ကထိန်းချုပ်ထားတယ်လို့ယူဆရတဲ့ဒုံးကြီးစခန်းတွေပါ။ တိုက်ခိုက်ဖို့တုံးတယ်လက်နက်တွေကတော့ GDAM စစ်မှတ်ဘုံးနဲ့ Delhi La ဒုံးကြီးတွေပါဒီလက်နက်တွေကပြစ်မှတ်ကိုတိတိကျကျထိမှန်အောင်ဖန်တီးထားတာပါ Delhi La ကပြစ်မှတ်နီးမှာပြန်ဝဲပြီးစကန်ဖက်အတီးပြုတ်ပြီးတော့ပြစ်လိုက်ပါတယ်ပြီးရင်ပျောက်ကွယ်သွားပါတယ် GDAM ဘုံးတွေကလည်းဂျိုဒုအကူကြီးနဲ့လိုချင်တဲ့နေရာကိုတန်းပြီးသွားပါတယ်တိုက်ခိုက်မှုမပြုတ်ခင်ဘလို့တတိပေးချမ်းမှမရှိခဲ့ပါဘူးထူးထူးခြားခြားဘာမှမဖြစ်ခဲ့ပါဘူးတိတ်ဆိတ်မှု ပြီးတော့ဘုံထိတဲ့အတံပဲရှိခဲ့ပါတယ်။အမေရိကန်ကာဝေးဝင်ကြီးဌာနရဲ့ပြောကြားချက်အရအီရန်ယာရှိတွေကသတင်းထုတ်ပြန်မှုစတင်ကြိုးစားနေတုန်းမှာသူတို့ရဲ့ပစ်လို့ရေးစခန်းဟာမိခိုးတွေထွက်နေတဲ့မြေကြိုင်ကြီးဖြစ်နေပါပြီ။ဒုံးကြီးတိုက်ခိုက်မှုမှာအောင်မြင်တဲ့အခါအီရန်ကဒီအရှုံးကိုအနိုင်ဖြစ်အောင်လှည့်သားဖို့ကြိုးစားပါတယ်။နိုင်ငံပိုင်ရုပ်သံမှာတီဟီရန်ကအောင်ပွဲခံတယ်လို့ကြေညာပြီးဘန်ဂူရီယန်လေစိတ်ကိုထိမှန်ခဲ့ပြီလို့ပြောခဲ့ပါတယ်။ဒါပေမဲ့သူတို့မှာ ပြောတာမှန်ကြောင်းတတ်သိပြဖို့ဘာမှမရှိခဲ့ပါဘူးဗီဒီယိုမရှိဓာတ်ပုံမရှိဂျိုဒူးကနေရတဲ့အချက်လက်တွေလည်းမရှိခဲ့ပါဘူးခိုင်မာတဲ့တတ်သိမရှိတော့သူတို့ရဲ့ပြောစကားတွေဟာဘာအတိတ်ပဲမှမရှိတော့ပါဘူးဒီလိုအခြေမြင့်မရှိတဲ့ပြောဆိုမှုကြောင့်အီရန်ရဲ့လိမ်ညာမှုဟာချက်ချင်းပေါ်သွားခဲ့ပါတယ်အီရန်ရဲ့ပြောကြားချက်တွေကိုကမ္ဘာမီဒီယာတွေက မဆောင်တော့ပါဘူးဂျိုဒူးကုမ္ပဏီတွေကလည်းဘန်ဂူရီယန်လေဆိပ်ရဲ့ပုံတွေကိုချက်ချင်းထုတ်ပြလိုက်ပါတယ် ဓာတ်ပုံတွေထဲမှာပျက်စီးမှုလုံးဝမရှိပါဘူးတယ်လအဗစ်လေးစိတ်ကလည်းလင်းရင် ပြေးဆွဲတာကိုတစ်စက္ကန့်လေးတောင်မရပဲပုံမှန်အတိုင်းဆက်လက်လေပတ်နေပါတယ်တရင်ခွဲချမ်းစိတ်ဖြာသူတွေကဒါကိုချက်ချင်းသတိထားမိကြပါတယ် OSINT Open Source Intelligence အဖွဲ့တွေကအီရန်ရဲ့ပြောစကားနဲ့လက်တွေ့ဖြစ်ရကြမှာကွာဟနေတဲ့အချက်တွေကိုဖော်ထုတ်ပြခဲ့ပါတယ်ဒါကြောင့်အီရန်ဟာဘာမှမအောင်မြင်ခဲ့ဘူးဆိုတာကိုကဘာကချက်ချင်းသိသွားခဲ့ပါတယ် အီရန်ရဲ့တိတ်ဆိတ်နေမှုကိုလေလာသုံးသပ်သူတွေကလည်းလောင်ပြောင်ခဲ့ကြပါတယ်။ဒီဖြစ်ရပ်ကဒုံးကျည်တိုက်ခိုက်မှုတစ်ခု အကြောင်းနေမဟုတ်တော့ပါဘူး။ဘသူကအမှန်တရားကိုထိန်းချုပ်ထားလဲဆိုတာကိုပြလိုက်တာပါ။တိုက်ခိုက်မှုပြီးမီဂိုတွေကင်းစင်သွားတဲ့အခါရလက်တွေဟာအရှိအလယ်ပိုင်းမှာနေမရက်ပဲကဘာတဝန်းလုံးကိုပါပြန့်နှံ့သွားပါတယ်။ဒါကြောင့်အင်အားကြီးနိုင်ငံတွေနဲ့လေကြောင်းလိုင်းတွေစီကနေပြင်းထန်တဲ့တုံ့ပြန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။အီရန်ရဲ့ဒုံးကျည်တိုက်ခိုက်မှုမှာအောင်မြင်တာဟာ ဒေတာရင်းသတင်းတစ်ခုအဖြစ်အကြာကြီးမရှိခဲ့ပါဘူး။နိုင်ပိုင်းတွင်းမှာပဲနိုင်ငံတကာလေကြောင်းလိုင်းတွေရဲ့လမ်းကြောင်းတွေပြောင်းကုန်ပါတယ်။ Delta, Emirates, Lufthansa လို့တို့လေကြောင်းလိုင်းကြီးတွေဟာ Israel, Jordan နဲ့ Lebanon တောင်ပိုင်းကလေကြောင်းလိုင်းတွေကိုရုတ်တရက်ရပ်လိုက်ပါတယ်။ဒီလိုလုပ်ရတာကဘာဖြစ်ခဲ့လို့လဲဆိုတာထက်နောက်ထပ်ဘာတွေဖြစ်လာနိုင်မလဲဆိုတာကိုစိုးရိမ်လိုပါပဲ။ဒါကြောင့်အရှေ့လေပိုင်းကလေရင်မပြန့်တမ်းရအောင်လို့မျိုးဖြစ်သွားခဲ့ပါတယ်။ ကောင်းကင်ရံမှာလည်းမကပဲမြေပြင်ပေါ်မှာလည်းစစ်ပြင်းစင်မှုတွေတိတ်တိတ်ဆိတ်ဆိတ်နဲ့လှုပ်ခဲကြပါဗျ။ပင်လယ်ကွေ့ဒေသတဝန်းလုံးမှာကာဝေးရေးစနစ်တွေကတိုက်ပွဲအသင့်အနေထားကို ပြောင်းလိုက်ကြပါဗျ။ဆော်ဒီအာရေဗျကပက်ထရီယော့ဒုံးကျည်တပ်တွေကိုအသင့်အနေထားထားပြိုက်ပြီး UAE ကလည်းသတိပေးအဆင့်ကိုမြင့်လိုက်ပါဗျ။ကာတာကရေဒါစနစ်တွေရဲ့ခြေရာခံနိုင်တဲ့အကွာအဝေးကိုချဲ့ထိန်လိုက်ပြီးဘာရင်းကလေကြောင်းကာဝေးရေးတပ်တွေကိုရှေ့တန်းကိုပို့လိုက်ပါဗျ။ဒါပေမဲ့ဒါတွေကတကယ်ဖြစ်ခဲ့တာဖြစ်ပြီး မြန်မြန်ဆက်ဆက်နဲ့နှိမ့်နှိုင်းလှုပ်ဆောင်ခဲ့တာပါ။တစ်ချိန်တည်းမှာပဲအမေရိကန်ကလည်းချက်ချင်းအရေးယူခဲ့ပါဗျ။ပင်လယ်ကွင်းနဲ့ပင်လယ်နီးရဲ့ကောင်းကင်ယံမှာ RC-135 Revet Joints နဲ့ Global Hawk Drone လိုမျိုးစောင့်ကြည့်ရေးလေယာဉ်တွေဟာကင်းလှည့်မှုတွေကိုပိုတိုးမြင့်ခဲ့ပါဗျ။ဒီလေယာဉ်တွေဟာဒေတာရင်းလှုပ်ရှားမှုတွေကိုအနီးကပ်စောင့်ကြည့်နိုင်တဲ့အတွက်အီရန်ရဲ့နောက်ထပ်လှုပ်ရှားမှုတွေကိုကြိုတင်သိနိုင်ပါဗျ။ဒါအပြင် Ali Baklax Destroyer လိုမျိုး အမေရိကန်ရေတပ်ရဲ့စစ်သင်းဘောတွေဟာလည်းပြိပခကစစ်ရေးရဲ့နေနမိတ်ကိုကြော်လွန်မလာအောင် အသင့်အနေထားရွှေ့ပြောင်းထားခဲ့ပါတယ်။စစ်ရေးကျွမ်းကျင်သူတွေရဲ့သုံးသပ်ချက်အရဒါဟာပြိပခပုံမကြီးထွားလာအောင်နဲ့လိုအပ်ရင်အီရန်ကိုချက်ချင်းထိတိယောက်ယောက်တုံ့ပြန်နိုင်အောင်ပြင်ဆင်ထားတာဖြစ်ပါတယ်။တန်တမန်ရေးရမှာလည်း NATO နဲ့ EU အရာရှိတွေကအီရန်ရဲ့ဒုံးကျည်ပြစ်လွှတ်မှုကိုစိုးရွားတဲ့ရန်စာမှုလို့ချက်ချင်းရှုတ်ချခဲ့ကြပါတယ်။ ကမ္ဘာကောင်းဆောင်တွေကလည်းအီရန်ဟာဘာမှအောင်မြင်ခဲ့ခြင်းမရှိတဲ့မှားယွင်းတဲ့အမှားတစ်ခုကိုလုပ်ခဲ့တယ်လို့သုံးသပ်ခဲ့ပါတယ်။နိုင်ငံတကာရဲ့ရှုတ်ချမှုကြောင့်အီရန်ဟာဒီအကျိုးဆက်တွေကိုထိန်းချုပ်ဖို့ကြိုးစားနေချိန်မှာအစ္စရေးကတော့နည်းပညာနဲ့စိတ်ပိုင်းဆိုင်ရာနှစ်ခုသလုံးမှာအောင်ပွဲခံခဲ့ပါတယ်။ Idris နဲ့ဟာတညာအတွင်းမှာပဲကမ္ဘာကျော်သွားခဲ့ပြီးကမ္ဘာသတင်းကောင်းသည့်တွေကဒီကြားဖြတ်တိုက်ခိုက်မှုကိုချီးကျူးခဲ့ကြပါတယ်။ Washington, Berlin နဲ့တူဂျိုကစည်ရေးလည်လာတုံးသက်သူတွေကတော့ ဒါဟာ Hit to Kill ဒုံးကျည်စနစ်ရဲ့တမိုင်းတစ်လျှောက်အအောင်မြင်ဆုံးလက်တွေ့ဆန်းသတ်မှုတစ်ခုလို့ချီးမွမ်းခဲ့ကြပါတယ်။ Iron Dome ပြည့်မှတ်နီးတာ Iron Dome ကပြည့်မှတ်နီးမှဖျက်ဆီးတာဖြစ်ပေမဲ့ A3 ကဒုံးကျည်ကိုလေတုထဲမှနေဖျက်ဆီးပြစ်တာပါ။ဒီခြားနာချက်ကယုံကြည်မှုကိုပြသခဲ့တာပါ။အစ္စရေးမှာအစင်းမြင့်ချိန်ချောက်မှုတွေကိုမတွန့်မဆုတ်ရပ်တန့်နိုင်တဲ့ခင်မီနီးပညာရှိတယ်ဆိုတာကိုတက်သေးပြခဲ့ပါဗျ။အရှိလေပိုင်းမှာဒီလိုစွမ်းရည်မျိုးဘယ်နိုင်ငံမှမရှိသေးပါဘူး။ ဒီလိုဖြစ်ရမျိုးကြောင့် Israel ဟာဒေတာရင်းကာဝယ်ရေးစွမ်းရည်မှာဥဆောင်နေတယ်ဆိုတာပိုပြီးထင်ရှားလာပါတယ်။ဒီဖြစ်ရက်ကအီရန်ရဲ့မဟာဗျူဟာဘလောက်အားနည်းနေတယ်ဆိုတာကို ပိုပြီးထင်ရှားစေခဲ့ပါတယ်။စစ်ရေးကြွမ်းကျင်သူတွေရဲ့ပြောကြားချက်အရသူတို့ရဲ့ဒုံးကြီးမအောင်မြင်နေမှာကပဲသတင်းမှထုတ်လွှင့်မှုကပါချက်ချင်းပြက်စီးသွားခဲ့ပါတယ်။ဂျိုဒူးတပ်ပုံမရှိပြက်စီးမှုထောက်ထားမရှိတာကြောင့်သူတို့ရဲ့ထုတ်ပြန်ချက်တွေဟာကမ္ဘာတစ်ဝန်းလုံးမှာအဆက်ရတရာဖြစ်ခဲ့ပါတယ်။ ဒီလိုမျိုးအခြေပြင်းမရှိတဲ့ဆွဆွဲမှုတွေကြောင့်အီရန်ရဲ့ဂုံတိုက်ခါကလည်းအကြီးအကျယ်ကျဆင်းခဲ့ပါတယ်။အခုတော့တီဟီရန်ဟာဖြည့်ရှင်းရခတ်တဲ့လမ်းစုံလမ်းကွာမှာရောက်နေပါပြီ။သူတို့အနေနဲ့လက်ဘနွန်၊အီရတ်ဒါမှမဟုတ်ဂျီမင်ကကိုယ်စားလှယ်တွေကိုတုံးပြီးစစ်ပွဲကိုဆက်ချယ်မလား။ဒါမှမဟုတ်အစ္စရေးနဲ့နောက်နိုင်ငံမဟာမိတ်တွေရဲ့ပူပြင်းထန်တဲ့တုံ့ပြန်မှုကိုရှောင်ဖို့နောက်ဆုတ်မလားဆိုတဲ့ရွေးချယ်စရာနှစ်ခုပဲရှိပါတယ်။ဘယ်ရွေးချယ်မှုမှအီရန်အတွက်မကောင်းပါဘူး။ ဂျေရုဆလင်ကပေးလိုက်တဲ့သတင်းစကားကရှင်းပါလေ။အစ္စရေးကငြိမ်းနေမှာမဟုတ်ဘူး။အမေရိကန်ရဲ့စစ်သင်္ဘောတွေစောင့်ကြည့်ရေးလေယာဉ်တွေနဲ့တန်တမန်ရေးရာအထောက်ပံ့တွေရှိနေတဲ့အတွက်အစ္စရေးဟာနောက်ထပ်တွန်းအားပေးခံရရင် ပိုပြီးပြင်းပြင်းထန်ထန်နဲ့မြန်မြန်ဆန်ဆန်ပြန်တိုက်ခိုက်ဖို့အဆင်သင့်ရှိနေပါပြီ။ဒီကြားဖြတ်ခံရတဲ့ဒုံးကျည်တစ်စင်းဟာတိုက်ခိုက်မှုတစ်ခုကိုအဆုံးသတ်ရုံနဲ့မကပါဘူး။အီရန်ဟာစစ်ရေးမီဒီယာထိန်းချုပ်မှုနဲ့ကမ္ဘာ့ဇက်ခုံဆိုတဲ့နယ်ပယ်၃ခုစလုံးမှာ မဟာဗျူဟာမြောက်အဆက်တကွဲကြာရှုံးမှုကိုမှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။အီရန်ဟာအန်အားသင့်အောင်လည်းမလုပ်နိုင်ခဲ့ဘူး။ပျက်စီးအောင်လည်းမလုပ်နိုင်ခဲ့ဘူး။ကဘာကိုယုံအောင်လည်းမလုပ်နိုင်ခဲ့ဘူးဆိုတဲ့ message ကရှင်းနေပါတယ်။ဒီအခိုက်အတန့်ကဖြစ်ရတစ်ခုရဲ့အဆုံးသတ်လို့ထင်ရပေမဲ့ပူပြီးကြီးမာပြီးအန်ဒီရဲ့များတဲ့ဂိမ်းတစ်ခုရဲ့အစလည်းဖြစ်နိုင်ပါတယ်။ဒီလိုဖြစ်ရတဲ့ကြောင့်အီရန်ဟာဘလို့မှနလန်မထူနိုင်တဲ့အဆက်ရစရာအခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်။သူတို့ရဲ့ဒုံးကြီးကစစ်ပတ်ပြတ်မှတ်ကိုမဟုတ်ဘဲ အရက်ဘတ်လေးစိတ်ကိုဦးတီတိုက်ခိုက်ဖို့ကြိုးစားခဲ့တာကရန်လိုမှုကို ပြသခဲ့ပြီးဒီတိုက်ခိုက်မှုမှာအောင်မြင်တဲ့အခါစစ်ရေးအရာအရှုံးသာမကသတင်းမီဒီယာပိုင်းဆိုင်ရာရှုံးနိမ့်မှုနဲ့ပါရင်ဆိုင်ခဲ့ရပါတယ်။သူတို့ရဲ့လိမ့်လေပြောဆိုမှုတွေကိုဂျိုဒူပုံရိပ်တွေကချက်ချင်းဖော်ထုတ်လိုက်တဲ့အတွက်ကမ္ဘာအလယ်မှာဂုံတိတ်ခါကြခဲ့ပါတယ်။ဒါဟာရိုးရိုးလေးရှုံးနိမ့်မှုတစ်ခုမဟုတ်ဘဲအီရန်ရဲ့အားနည်းချက်အားလုံးကိုကမ္ဘာကိုပြလိုက်သလိုဖြစ်ခဲ့ပြီးဤပညာစစ်ရေးဗျူဟာနဲ့နိုင်ငံတကာယုံကြည်မှုအပိုင်းမှာပါ ကြီးမားတဲ့ထိခိုက်မှုတွေကိုရရှိခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။